ငါသိသွားလို့ရှင်ငါပိုင်တာပါရှိလဲနော်ငါယူသွားလို့ရတာပါရှိလဲငါနောက်ကပါလာမှာပါရှိလဲဟောဒီအချက်သုံးချက်ကိုစဉ်းစားကြည့်ရအဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥပောပုံဉ္စပပင်္စယမစ္စောကုရုတိဣဒ္ဓလက်ရှိဘဝမှာတဲ့တရားတူလူသားတူဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ် ုသိုလ်လုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရတည်ပဲတန်ဟိတတသကံဟောတိတဲ့ကိုလုပ်ခဲ့တဲ့အလုပ်တည်ပဲလေဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသိုလ်လုပ်မယ်အကုသိုလ်လုပ်မယ်ကိုယ့်ရင်ထဲမှာဖြစ်သွားပြီး စိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကောင်းကိုယ့်ရင်ထဲမှာဖြစ်တယ်ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရင်ထဲမှာရှိတယ်မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဟောကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခုနကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်တွေဒီဘဝမှာမသေးခင်လူတွေဟာနေစဉ်နဲ့အများလုပ်တယ်စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလက်အောင်လုပ်တယ် အဲ့ဒီကိုယ့်ရဲ့လုတ်ရကံသေးတာလင်တင်ကြီးတတ်တာသက္ကံဟောတိတဲ့အဲ့ဒါသူ့ရဲ့သူသူပိုင်တဲ့အရာအဲ့ဒါပဲရှိအဲ့တော့ဒီတရားမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိတ်ရှိရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမှမိတ်ခင်မသေးခင်လေးအတွင်းမှာကပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတယ် တေလိုက်ထန်တဲ့ပြိုင်နဲ့အကုန်လုံးဘာမှမပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှင် तू လုတ်ခဲ့တဲ့လုတ်ရက်ဖက် तू ပိုင်တယ်ကောင်းတာလုတ်ရင်ကောင်းတာမကောင်းတာလုတ်ရင်မကောင်းဘူးအကောင်းဆုံး2မျိုးလုတ်ရင်2မျိုးလုံး तू ပိုင်နေအေးအဲ့ဒါဒီပဲနဲ့သူ့ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရာယကိစ္စတိအဲ့ဒါပဲဟိုဘွားယူသွားလို့ရမယ်နောက်ဆုံးမှာအဝတ်ကောင်းရင်တောင်ချွတ်ယူလိုက်သေးတာเนาะ လက်ဆွဆိုဘသူမှစိုးပေးလိုက်ဘူးချုပ်လိုက်မှာပဲတေချာစိတ်နဂါကြီးဆိုလဲဖြုတ်လိုက်မှာပဲလေမတားနဲ့နဂါကြီးနဲ့မကောင်းဘူးဆိုဖြုတ်ယူလိုက်အောင်မှာအဲ့တော့သူပိုင်ဆိုင်မှမှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိဘာရှိတော့လို့ဆိုလို့ရှိရင် သူလုပ်ခဲ့တဲ့ကုသကံအဟုသကံနေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုရဲမိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးဇာတိကံလောက်လိုက်ပို့ပြီးပြန်လှည့်လာမှာပဲဒါပဲခိုးဘက်တော့ပို့လိုက်မှာမဟုတ်ဘူးနော်လိုက်ပို့ရတာလုံးမှလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်သတ္တအနုခံဟောတိ ဆာယဝအနာပါယသူနဲ့ကပ်ပြီးတော့ပါနေမှာကတော့သူလုပ်ခဲ့တဲ့ကုသကံအကုသကံပဲတဲ့အဲ့ဒါပဲပါတော့ပရာဟိတကုသူတွေလုပ်ရင်အဲ့ဒီကုသူတွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသူတွေလုပ်ရင်မကောင်းတဲ့အကုသူတွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့တယ်ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အရက်သေစာကြိုက် အဲ့ဒီမှာကောင်းမှုအကုသိုလ်လုပ်ရသည်တည်တဲ့အခါသူနဲ့အတူပါသွားတယ်ဒါကိုသူယူသွားရတယ်ယူသွားပြီးတော့အပင်ငယ်ရဲ့ရောက်သွားတဲ့အပင်ငယ်ရဲ့ကလွတ်ပြီးလူပြည့်ရောက်လာတဲ့အခါသူဘာဖြစ်တော့အယူအနှံဖြစ်တယ်။သာမန်အကျိုးလေးနဲ့ပြောမယ်ဆိုအယူအနှံကြက်မပြည့်တဲ့လူလားဖြစ်လား။အဲ့ဒါဟာရဆက်ပဲ။ဆိုးတဲ့ရဆက်တွေကိုရရှိလား။ဒီလိုဆွလို့ရပေါ့နော်။ တင်သတ္တအနုကံဟောတိသာယဝနာပါယိနိကိုလို့တဲ့ကံဒီတာလင်အရိပ်ပမာကိုနဲ့မခွဲမခွာပါလာမှာဖြစ်တယ်ဆိုတာကိုအမြဲတမ်းနှလုံးသွင်းဆင်ခြင်ဖို့ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းတပိတတ္တာကမ္မတကသရဝမန္တမြကိုပိုင်ဥစ္စာဆိုတာကံတာပဲဉာဏ်ပိုင်ဆိုင်မှုတွေတခဏပဲတဲ့ အတိုင်းအတာတစ်ခုရှိတယ်။သာဝရပိုင်ဆိုင်မှုသည်ကံတာလင်ဖြစ်တယ်။တခဏပိုင်ဆိုင်မှုတွေကတော့ပြည်နေတာ။ယံကမံဂရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတဒါဟာတာဘဝိတန္တိကောင်းတာလုတ်လုတ်မကောင်းတာလုတ်လုတ်ကုသိုလ်လုတ်လုတ်အကုသိုလ်လုတ်လုတ်လုံးသမျှတွေရဲ့အကျိုးဆက် အမွေရစက်ကိုဘသူခံရတော့ဆိုလုတ်သူပဲခံရမယ်လို့တို့ဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ်ကိုမိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တဲ့ဆိုရင်လူဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါเนาะကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ် အတ္တဟိတပရာဟိတကိုယ်ကလည်းအကျိုးမပြုဘူးသူတော်ကလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တွေကရှောင်းမဲဒီလိုဆိုလိုတော့ပေါ့ပြောတဲ့အခါမှာလည်းသူသူများကလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတယ်စကားမျိုးပြောမယ်လုပ်လို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကလည်းအကျိုးပြုတယ်အလုပ်မျိုးကိုပဲလုပ်မယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတယ် တတမကရိယကလျာဏံဒီလိုဘဝတစ်ခုဆုံးသတ်သွားလို့ရှိရင်ကိုယ်နဲ့အတူပါလာတာကံမဖြစ်တော့ချောင်းတဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတမိုးရှိမဲ့ကုသိုလ်အလုပ်တွေကိုလုပ်ပါနိစ္စယံတံပရာယိကံ တမလုံးမောမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်အလုပ်တွေကိုလုပ်ပါတယ်။ဘာကြောင့်ဒီလိုတိုက်တွန်းရတော့ဆိုပုံညာနိပရလောကသမိန်ပဋိဌာဟောတိပါနေတယ်။ကုသိုလ်ကောင်းမှုဆိုတာပရလောကရောက်သွားလို့ရှင်ပြုလို့သူတရားတွေအတွက်အားကိုးစရာဖြစ်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာအမေလည်းအားကိုးအားမမဟုတ်ဘူးအဖေလည်းအားကိုးအားမမဟုတ်ဘူးမိသားစုလည်းအားကိုးအားမမဟုတ်ဘူး ကိုလုံးတဲ့ကံတရားဒီသားလဲကိုယ့်ရဲ့အာကိုအာထာရ ဖြစ်တယ်လို့ဆိုတာဘုရားမြတ်စွာဘုရားအတိလင်းဟောကြားထားတာဒါဘုရားတာဝကအဖြစ်ခံယူကြတဲ့ဘုရားဘာသာဝင် သူတော်စင်တို့အဖို့မြတ်စွာဘုရားရဲ့ဆုံးမစကားပဲဖြစ်တယ်ဗောအဲ့ဒီဆုံးမစကားကိုမိမိတို့ကိုယ်တိုင်လိုက်နာကြတာဖြစ်တယ်အဲ့ဒီလိုက်နာမှအကျိုးဆိုတာပေါ်တာဖြစ်တယ်ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်သည် စေပက်ဆိုင်ရာတကြွနားလဲတဲ့သမားတော်စီသွားရင်သမားတော်ကတဲ့တဲ့အစာမတဲ့တဲ့အစာရှောင်ရမှာနဲ့ဆောင်ရမှာကိုပြောမယ်တောက်ရမယ်စေကိုပေးမယ်စေမမှန်တောက်ပြီးရှောင်ရမှာတွေကိုရှောင်မယ်ဆောင်ရမှာဆောင်မယ်စေဒီလူနာဟာယောဂပြောင်းမှာပဲထို့တူပဲမြတ်စွာဘုရားရဲ့တပည့်တော်ကအဖြစ်ခံယူကြတဲ့ဘုရားဗဒဝင်သူတော်စင်တွေ မြတ်စွာဘုရားကဒါမကောင်းဘူးမလုပ်နဲ့ရှောင်းအကုသိုလ်မှန်သမျှရှောင်ရမယ်ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ရမယ်လို့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားရမယ်လို့ဒီလိုဆုံးမဩဝါဒပေးတာကိုမိမိကိုယ်တိုင်ကအကုသိုလ်ကိုရှောင်ကျင်ခြင်းကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ခြင်းနဲ့စိတ်ဖြူစင်အောင်ထားခြင်းလို့ဆိုတဲ့အလုပ်တွေကိုကိုယ်ကိုယ်တိုင်လုပ်မှသာလျှင် ကောင်းကျိုးချမ်းသာဆိုတာတွေကိုရရှိမှာဖြစ်တယ်